အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အဆုမွန်ကောင်းတောင်းပီးလိုက်ရပါတယ်။အဲ့ဒါကျွန်တော်ဒီနေ့မြန်မာစံတော်ချိန်ဒါကျွန်တော်တို့တနာ yı ဘက်မှာ Leicester City နဲ့ဒါကျွန်တော် Manchester United ပွဲစဉ်ရှိပါတယ်။ကျွန်တော်အစအတင်လိုက်တော့ Oh Manchester United အိမ်ဝင်တယ်အခုမှကြည့်မယ် Leicester ရဲ့အိမ်ဝင်မယ်။ Leicester ရဲ့အိမ်ဝင်ဆိုလက်ရှိမှာဒါကျွန်တော် King Power Stadium မှာတွေ့ရမယ်။ဒါလက်ရှိမှာဒါကျွန်တော်တို့ Tanzin Bu တေချာလောက်နီနီဖြစ်နေတဲ့ Leicester City ရဲ့အိမ်ဝင်မှာ Manchester United နဲ့ဘာများလို့ပြ မယ်။အလက်ရှိမှာတော့ကျွန်တော် table ရကြည့်မယ်ဆိုရင် Leicester City တင်းတဲ့ခုလက်ရှိမှာ Tansen ဘူးတော့ရခိုင်နှုန်းကတော်တော်လေးကိုများနေပြီ။ပြောချင်တာက Tansen စုံကိုခြေတစ်ဖက်လှမ်းနေပြီလို့ပြောလို့ရတယ်။တိုးရမယ်တော့ညာလေအခုလက်ရှိမှာတော့ Leicester City တင်းတဲ့ဒီနေ့ပွဲစဉ်ကတို့တို့အတွက်အခရာဖြစ်တယ်။ပြောချင်တာ life line ပေါ့။အဲ့တော့ဒီနေ့ပွဲစဉ်မှာရလက်ပိုင်းအဖြစ်တစ်ခုခုကသာယူပြနိုင်ခဲ့မယ်ဆိုရင် Leicester City တင်းတဲ့ assist 18က Wolves နဲ့တော့6မှတ်ပဲကွာမယ်နေတာတစ်ခုရောက်သွားမယ်ပေါ့နော်။ပြောချင်တာက Ipswich Town ကိုတောင်ကျော်သွားပြီးတော့ assist 17နေရာထိတက်လှမ်းသွားနိုင်တဲ့အခွင့်အရေးတစ်ခုရှိတယ်။ပြောချင်တာကရမှတ်20လောက်ရဖို့ရှိတယ်။တစ်ဖက်က United ကလက်ရှိမှာ ဒီနေ့ပွဲစဉ်ကိုနိုင်ခဲ့မယ်ဆိုရင်တော့ဥရောပဝင်ခွင့်အတွက်မျှော်လင့်ချက်ပြန်ပြီးရည်ရည်ရည်ရှိလာမယ်လို့မြင်တယ်။ဒါပေမဲ့ United ပြည်သက်ကလက်ရှိမှာဒီပွဲကိုဥရောပယူမျှော်လင့်ချက်ဆိုတဲ့လက်ရှိမှာ Europa League ကိုယူပြီးတော့ Champion League ဝင်မယ်ဆိုတဲ့အတွေ့အကြုံတွေပဲပြည်သက်တွေကရှိကြရဲဆိုတော့ညင်းစရာမလိုဘူးလို့ပြောပြရစီ။အဲ့တော့ဒီနေ့ပွဲစဉ်ကနှစ်သင်းလုံးအတွက်ရမှတ်ဒီအားဖြင့်အရေးပါတယ်။ဒါပေမဲ့ United ထက်ဆိုင်ကျွန်တော်မြင်ရပြောမယ် Leicester City တဲ့တွက်ကတမ်းမစင်းရရေးကဒီနေ့ပွဲစဉ်မှာနောက်ဆုံးအငွေ့သက်လေးတစ်ခုဖြစ်သွားမယ်လို့ပြောလို့ရမယ်တော့ပါတယ်။ Leicester City နဲ့ကျွန်တော်တို့က United သင်းတဲ့ဒီနေ့ပွဲစဉ်မှာဒါဒီပွဲမတိုင်ခင်မှာနှစ်ချိန်တွေ့ထားခဲ့ပြီးပြီ။ FA ဖလားမှာ ချိန်ဒါကျွန်တော်ပရီးမီးယားလိမှာတစ်ချိန်တွေ့ထားခဲ့ပြီနှစ်ချိန်လုံးလုံးဒါကျွန်တော် United ကြီးပဲဒါကျွန်တော်အနိုင်ရခဲ့တယ်ဒါကျွန်တော်3-0ဆိုတဲ့တစ်ချိန်ဒါ2-1ဆိုတဲ့တစ်ချိန်အနစ်ဆာရိုင်းကင်ပြီးနောက်ပိုင်းမှာဒါကျွန်တော်တို့ Manchester United နဲ့ဒါကျွန်တော် FA ဖလားမှာတစ်ချိန်တွေ့ခဲ့တယ်အဲ့ဒီပွဲစဉ်မှာဒါမှတ်မဲ့ရပဲ Harry Maguire ရဲ့ဒါကျွန်တော်လူကျွန်းသွင်းကူးနဲ့တူတာရသွားခဲ့အဲ့တော့မှတ်မဲ့ရ FA ဖလားမှာဒါကျွန်တော်တို့ United အသင်းနေနဲ့ အာကျွန်တော်တို့ဗာလဲဩကျွန်တော်တို့ United အသင်းနဲ့ကျွန်တော်တို့အဲဖက်ဝါဗီအာမရှိရတဲ့ကြောင့်မို့တာကျွန်တော်အဲ့ဒီဂိုဂိုတော့ပေးလိုက်ရတဲ့ကြောင့်မို့တာ United အသင်းနောက်တစ်ဆင့်ကိုတက်သွားခဲ့တာကိုတွေ့ရမယ်တော့ပါအဲ့တော့လက်ရှိမှာ Mr. Rain ကအဲ့ဒီပွဲစမှာပေါက်ကွေးပြောတာအဲ့တော့က United ကသူတို့နိုင်သွားမှုပဲနဲ့ VAR ကသူတို့နိုင်သွားတာဆိုပြီးသူတို့ပြောသွားခဲ့တယ်အဲ့တော့ဒီနေ့ပွဲစမှာတာကျွန်တော် Mr. Rain အနေနဲ့ Manchester United အသင်းကိုပြန်လည်ပြီးတော့တွေ့ဆုံရမယ်ပွဲတစ်ပွဲလို့ပြောလိုက်ရတယ်လက်စစ်အသင်းနဲ့လက်ရှိမှာ Manchester United အသင်းကိုမနိုင်တာတော်တော်လေးကိုကြာခဲ့ပြီ Total အားဖြင့်ပြန်ကြည့်မယ်ဆိုတာ Leicester City နဲ့ Manchester United အသင်းကိုနိုင် ုင်ခဲ့တာလွန်ခဲ့တဲ့ကျွန်တော်လေးနှစ်ကဖြစ်ခဲ့ပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းဘလောက်တိုင်ပတ်ပတ်လက်စစီအသင်းနဲ့တွေ့ပြီဆိုရင်တော့ဂိုးပြတ်တကြီးပဲတခြားနိုင်ငံတော့တွေ့ရမယ်ဒါတော့ကျွန်တော်တို့ဟို Eric Ten Hag ကမှလည်း3-5-2 3-Z ဆိုတဲ့ရလဒ်တင်နဲ့ပဲတောက်လျှောက်နိုင်ခဲ့တယ်အခုလက်ရှိ Ruben Amorim ကမှလည်းဒါတောက်လျှောက်နိုင်ခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့မီသောမင်ဆိုစင်ကမှလက်စတာနဲ့တွေ့ပြီဆိုရင်တော့ United ကတောက်လျှောက်ကျွန်တော်တို့ကောင်းပေါ်ခဲ့တဲ့နေရာပဲရှိခဲ့တယ်တဲ့မှာပါအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါ United အသင်းအတွက်ဘာတွေဘလို့ဖြစ်လာမလဲ United အသင်းကလက်ရှိမှာတည်ကြတယ်မှာ Real Sociedad ကို4-1ဆိုတဲ့ရလဒ်နဲ့သူတို့ရဲ့အိမ်ငွေမှာဂိုးပြတ်နိုင်ခဲ့ပြီ ရမယ်လက်ရှိမှာ United က momentum အားဖြင့်အမြင့်ဆုံးအနေထားမှာရှိတယ်လို့ပြောလို့ရတဲ့တမှာပါတယ် United ကလက်ရှိနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၁ပွဲမှာရှုံးပွဲမရှိတော့ဘူး၂ပွဲနိုင်ထားတယ်၃ပွဲတည်ကြထားခဲ့တယ်လက်ရှိမှာတော့ကျွန်တော် Real Real Sociedad ကိုဒါကျွန်တော် United အနိုင်ရပြီးနောက်ပိုင်း Manchester United အသင်းနေအခုလက်ရှိမှာဒါကျွန်တော်တို့ movement အားဖြင့်အရန်ကောင်းနေတယ်လို့ပြောလို့ရမယ်နေတာရှိတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါလုံးဝစောင့်ကြည့်ရမယ်ကစားသမားတယောက်ကတော့ Bruno Fernandes ဖြစ်ပါတယ်။ Bruno Fernandes နဲ့နောက်ဆုံးပြိုင်ပွဲဆုံး၅ဦးမှာပွဲတိုင်းလွတ်လွတ်ဂိုးပါဝင်ပတ်သက်ထားတဲ့ကစားသမားတယောက်အနေနဲ့ဒီနေ့ပွဲစဉ်မှာ Leicester City ကိုဒါနိုင်ယူဖို့မှာဒါအခရာချမယ်ကစားသမားတယောက်လေလေပြောလို့ရတယ်မှပါတယ်။လက်ရှိမှာ United ရဲ့လက်ရှိဒဏ်ရာလူစင်ကဆက်လက်ပြီးများပြားနေစေဖြစ်တယ်။ဒါပေမဲ့သတင်းကောင်းတစ်ခုအနေနဲ့ Manchester United နံပါတ်9ဖြစ်တဲ့ကွင်းလေကစားသမားဖြစ်တဲ့ Mason Mount တယောက်ကဒီနေ့ပွဲစဉ်မှာအရန်လူစင်မှာပါဝ င်လာမှာဖြစ်တယ်ဆိုပြီးဒါကျွန်တော်တို့နီးပြရူဘင်အာမိုရင်းကဒါကျွန်တော်တရားဝင်အတည်ပြုထားတာတွေ့ရမယ်ဒီနေ့ပေါ်မှာမန်ချက်စတာယူနိုက်တက်ဒဲလူစင်ကဆက်လက်ပြီးများပြားနေစေဖြစ်တယ်ဟယ်ရီမဂွိုင်းယားဆက်လက်ပြီးလွဲချော်မယ်တော်မီဒန်လွဲချော်မယ်အော်တီဘယင်တာလွဲချော်မယ်ဂျော်နီအီဗန်လွဲချော်မယ်လန်နိုင်းယူရိုဆက်လက်ပြီးလန်နိုင်းယူရိုပါဒဏ်ရာရသွားတယ်လူကြားသိရတယ်မှာလန်နိုင်းယူရိုလွဲချော်မယ်လီဆန်ဒိုမာတီနက်စ်လွဲချော်မယ်ဒါလူချော်လွဲချော်အောင်မယ်ကိုဘီမိုင်းနူလွဲချော်မယ်အာမက်ဒီယလူရာဒီဂုံတီနားရမယ်ပက်ထရစ်ဒိုဂူကလက်ရှိမှာဒါသူ့ရဲ့၃ပွဲမြောက်ဒါကျွန်တော်အနီကက်ကိုဒါကျွန်တော်ဆက်လက်ပြီးဆော့လွှဲဒါပက်ထရစ်ဒိုဂူเนี่ยဒီပွဲပြင်ပြီးရင်တော့ဒါက ကျွန်တော် international break ကတိလောက်တော့ကြာမယ်ပက်ထရစ်တိုကူးနေတခါတည်းဒါကျွန်တော်တို့ premier league ပြန်စတာနဲ့ဒါပြန်ပြီးပါဝင်လို့ရရဖြစ်တယ်တစ်ဖက်ကတော့ leicester city ပဲကြည့်အောင် leicester city ကလက်ရှိမှာ premier league မှာနောက်ဆုံးပွဲစဉ်တွေအကုန်လုံးရှုံးခဲ့တယ်လက်ရှိမှာ nister rank ကင်ပြီးနောက်ပိုင်းမှာမမဲရဆိုလို့စပါတသင်းကိုဒါ premier league မှာနိုင်ခဲ့တဲ့ပွဲစဉ်ကလို့ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးကဒါခွက်ခွက်လာရှုံးခဲ့တယ်နောက်ဆုံးပြန်ပွဲဆုံး၅ပွဲမှာကြည့်မယ် leicester city အသင်းနဲ့တပွဲမှာဒါကျွန်တော်ဂိုးမသွင်းနိုင်တော့တဲ့အချိန်ကိုတော်တော်လေးဆိုခဲ့တယ်နောက်ဆုံးပွဲစဉ်မှာကြည့်မယ်ဆို united သင်းတဲ့ကိုဒါ leicester city ဘက်ကဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီးကျန်တဲ့ပွဲစဉ်မှာဂိုးမသွင်းနိုင် ိုင်ကတိုက်စစ်ပိုင်းကတော်တော်လေးကိုခြာတူးလန့်နေတယ်။အာဆယ်အသင်းကို2စီးနဲ့ဆုံးတယ်။ဒါကျွန်တော်တို့ဘရန်ဖို့အသင်းကို4စီးနဲ့ရှုံးတယ်။ဝက်ဆန်ကို2စီးနဲ့ရှုံးတယ်။လက်စတာကျွန်တော်ချက်စီးကို1စီးတယ်။အဲ့တော့ချက်စီးကိုတွေးခဲ့တဲ့ပွဲစဉ်မှာဒါကျွန်တော်တို့လက်စတာရဲ့ခြေစွမ်းကမဆိုးဘူးပြ။ဂျမီဗာဒီတို့အိုဆူဖတာဝူတို့အိုဆူတော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်။တော့ပေမဲ့တော့ညာလဲချက်စီကိုဒါကျွန်တော်ဂိုးမသွင်းတယ်အဲ့ဒီပွဲစဉ်မှာဒါချက်စီလက်တော်လေးကိုကန်ကောင်းပါတယ်ချက်စီဒါကျွန်တော်တိုင်ထိတာတို့ဘာတို့တော်တော်လေးကိုခံပါသွားခဲ့တယ်လို့ပြောလို့ရတယ်မဟုတ်ပါအဲ့တော့ ဒီနေ့ပွဲစဉ်မှာဒါလက်ရှိမှာ United ကနောက်ပိုင်းပွဲစဉ်တွေမှာဒါခန်းစစ်ဘိုင်းတော့ဂိုးတွေတောက်လျှောက်ပေးနေရတာမှန်တယ်ဒါပေမဲ့ခန်းစစ်ဘိုင်းကအရင်တက်ဆိုင်တော်တော်လေးကိုကျက်လက်သွားခဲ့ပြီးပြန်မြဒါကျွန်တော်ပွဲတပွဲကိုတဂိုးလောက်ပဲပေးရတဲ့ United အသင်းနေလက်ရှိမှာဒါကျွန်တော်တောက်လျှောက်ခန်းစစ်ဘိုင်းကဂိုးတွေရဒါကျွန်တော်တော်တော်လေးကိုပြန်လီပြီးတော့ထိမ့်သိမ်းသွားနိုင်ပြီလို့ပြောလို့ရရတော့မပါပါရဲတပတ်ကဒါ Manchester United တိုက်စစ်ဘိုင်းကပြန်ကြည့်မယ်ဆိုရင်လက်ရှိမှာဒါကျွန်တော်တိုက်စစ်ဘိုင်းကတော့ဒါ Real Sociedad နဲ့ Ipswich ပွဲစဉ်ကလွယ်လို့ကျန်တဲ့ပွဲစဉ်မှာတော့ဂိုးသွင်းစွမ်းရည်တွေကတောက်လျှောက်နိုင်ကြနေစေဖြစ်တယ်လို့ပြောလို့ရရတော့မပါရဲတပတ်ကဒါ Real Sociedad နဲ့နိုင်ပွဲတဲ့ပွဲစဉ်မှာတချို့ကတော့ ခုနကအနီကကြောင့်မတိုက်ဆက်ပူပါပိုးမြင့်သွားတယ်လို့ပြောလေဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ရှေ့ပွဲ real society ထဲမှာခြေဆွဲအလွန်ကျွံပြခဲ့တဲ့ Patrick Dogu တယောက်မပါဝင်နိုင်တာကတော့ United အသင်းတွေကဒါထိုးနှက်ချက်ကြီးမားမှုတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်မှာပါတယ်။ဒါကြောင့်မို့ဒါကျွန်တော်မာဇွားဝီကို right wing back နေရာမှာတင်ပြီး left wing back နေရာမှာ dialogue ကိုတင်မယ်လို့မြင်တယ်။ဒီနောက်ပိုင်းမှာဒါကျွန်တော် dialogue တယောက်ခြာတူးလန်နေဆိုရင်အရင်တော့ခြာတူးလန်တာတဲ့ဆိုင်ဒါနည်းနည်းလေးပို့ပြီးတော့တိုးတိုးတက်တက်နဲ့ခြာတူးလန်လာတယ်လို့ပဲပြောရမယ်တမောင်ပါတယ်။ဒီနေ့ပွဲစဉ်မှာကျွန်တော်ရဲ့ pastor အမြင်ကပြောမှဆိုရင်တော့ white line ကိုကျွန်တော်က ဆက်ပြီးတော့သုံးကြည့်စေခြင်းနဲ့ဘာလို့ရှေ့ဘွဲမှာသူ confident ရသွားခဲ့တယ်သူကြောင့် penalty တလုံးရတယ်သူကြောင့်ဒါကျွန်တော် assist လုံးရတဲ့ကြောင့်ဒီနေ့ပွဲစမှာဒါကျွန်တော် white line ကို confident ဘေးလက်များပြန်ရမလို့ဒီနေ့ပွဲစမှာဒါကျွန်တော် white line ကို၃ကို၃တင်းတဲ့အခြေအနေတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါပါတယ်အပြောချင်တာကလက်ရှိမှာဒါကျွန်တော်ဒီနေ့ပွဲစဉ်ကကျွန်တော်တို့ဟို Manchester United တို့ကဒါကျွန်တော်ပူပြီးရေးပါတယ်ဆိုတော့ Leicester City တင်းတက်ကပူပြီးတော့အရေးပါတယ်လို့ဆိုလို့ရမယ်တဲ့မှာပါပါတယ် Leicester City အတွက်ကဒီနေ့ပွဲစဉ်ကတော်တော်လေးကို crucial ဖြစ်လွန်းလှတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဘာလို့ဒီနေ့ပွဲစဉ်ကနိုင်ခဲ့မယ်ဆိုရင်တော့ Leicester City အနေနဲ့ဒါကျွန်တော်တို့ tense zone နေရာကနေလွတ်မြောက်ဖို့အတွက်တယ် United တင်းဒီနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆိုရင်တော့ဥရောပဝင်ခွင့်အပေါ်ကအသင်းနဲ့ Leicester နဲ့တူတူတူပဲဥရောပဝင်ခွင့်အပေါ်ကအသင်းနဲ့ရပ်ပတ်အားဖြင့်လက်ရှိမှာ Nations League ကွာနေသေးတဲ့အတွက်ကြောင့်မို့တို့တက်ကဒါ တူတယ်အားဖြင့်ဆယ်မှတ်กว่าလေဗျာလက်ရှိမှာဒါကြတော့ Europa League Conference League Sport နဲ့တောင်ဆယ်မှတ်လောက်กว่าတဲ့အနေဒါတစ်ခုမှာ United အသင်းနေနဲ့အခုလက်ရှိဒီအပေါ်ကအသင်းနေရတာကျွန်တော်အခြေအနေကိုတော်တော်လေးကိုစောင့်ကြည့်ရမှာဒီမှာပုံဆိုးတာလက်ရှိမှာမရိကလည်းအပေါ်ကအသင်းတွေကလည်းနိုင်လိုက်ရှုံးလိုက်တာကျွန်တော်တယောက်တည်းနဲ့နိုင်လိုက်ရှုံးပြီတော့အပေါ်ကအသင်းတွေကကိုယ်တိုင်းတော့အမှတ်ပြန်ကတ်တယ်တယ်မှာပါအောက်ကအသင်းတွေကအမှတ်กว่าသွားတာအပေါ်ကအသင်းတွေကဒါကျွန်တော်တို့ပြန်ပြီးအမှတ်ကတ်သွားရတယ်မှာပါအဲ့တော့ပြောချင်တာ United အသင်းနေဒီနေ့ပွဲစမှာနိုင်ခဲ့မယ်ဆိုတော့ဒါဥရောပဝင်ဝင်ကိုဒါကျွန်တော်တို့ Europa League နိုင်ပွဲကမဟုတ်ဘဲနဲ့ဒါကျွန်တော်ကိုယ်ပိုင်ပြန်ရှာဖို့အတွက်ရည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 ် live line တွေတစ်ခုပြန်ထွက်လာမယ်အဲ့တော့ ဒါပေမဲ့ဒီနေ့ပွဲစဉ်က United အသင်းတွေကကျွန်တော်အတွက်ကိုပြောရမှာဆိုရင်နိုင်ပွဲပါညာဆက် momentum ပြန်ပြီးတည်ရမယ် Real Sociedad ကငါတို့၄ဂိုးနဲ့နိုင်နေဆိုတဲ့အသင်းတစ်သင်းအနေနဲ့ momentum ပြန်ပြီးတည်ဖို့ကောင်းတဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့ပုံကူရေးရရမြင်ကိုမြင်မိတဲ့ပွဲတစ်ပွဲလို့ပြောပြရစီဒီဘက်က Leicester City တွေကဒါကျွန်တော်တို့ Jimmy Vardy တို့ကြာကျွန်တော်တို့ Raul ဟို ဘယ်ရောနေဆိုကျွန်တော်တို့ root nester right အနေနဲ့ဒီနေ့ပုံစံမှာ9ကို9တင့်တယ်လို့ပွဲတပွဲဆိုတဲ့ပုံစံမျိုးတို့သွားမှာပဲဒါပေမဲ့မလွယ်ပါဘူးလက်ရှိဒါကျွန်တော် Leicester City ရဲ့တိုက်စစ်ပိုင်းကဒါတော်တော်လေးကိုခြာတူးလည်းနဲ့ခံစစ်ပိုင်းကလည်းခြာတူးလည်းနဲ့လို့ပြောပြတယ်အဲ့တော့ဒီနေ့ပုံစံမှာကျွန်တော်အတွက်ကပြောမှာ United 9ပွဲလို့ပဲကျွန်တော်ကတော့မြင်နေတယ်မှာဘာလို့လဲလက်ရှိမှာဒီပုံစံမျိုးနဲ့အိမ်ဝင်အားသာချက်ကလွဲရင် Leicester City မှာဘာမှရှင်းမတည်ဘူးမစိုးဘူးဆိုတဲ့ဥစ္စာ L ဘာလဲ El Clasico ဆိုတဲ့ဒါခြာတူးတယောက်ရှိမယ် ဒါပဲကျွန်တော်တို့ကခံစစ်မှာဒါသုံးအောင်လို့မကြိုက်ဘူးကိုကော်နာကိုဒီကော world face ကော thomas ကော်တယောက်မှောက်ကျွန်တော်မကြိုက်ဘူးအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့တချို့သော root ပြိတ္တတွေနေ root minister ရဲ့ဟိုဒါခေါ်ပေးပါဆိုတဲ့ပြိတ္တတွေအခုလက်ရှိမှာဒါကျွန်တော်တို့နှုတ်ပိတ်သွားပြီလို့လည်းမြင်နေဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့ပွဲမှာကျွန်တော်တို့စိတ်ကိုဒါပတ်မှန်ပြပြီးကြည်ချင်တာကတော့ Aiden Haven ပဲ Aiden Haven နဲ့ဒါနောက်ပိုင်းပွဲမှာတော်တော်လေးကိုကောင်းလာခဲ့တယ်စစ်စီကြီးကတော်တော်လေးကိုတိုးတက်လာခဲ့အဲ့တော့ဒီနေ့ပွဲမှာ United တင်9ပွဲဆိုတဲ့ movement နဲ့တစ်ခုကိုဆက်လက်ပြီးတော့ build up လုပ်ရမယ်ဒါကျွန်တော်9ပွဲတစ်ပွဲလို့ပဲပြောပြရစီပေါ့နော်ဒါတော့ပါပဲအဲ Manchester United တင်ဒီနေ့ပွဲမှာဒါကျွန်တော်ရ မှတ်သုံးမှတ်ယူသွားနိုင်မှာလက်ဆက်စီးတီးကပဲတန်းစစ်စုံရွာကိုအပီပြင်ပြသွားမလားဒါကတော်တော်လေးကိုစောင့်ကြည့်ရမယ်ဒီမှာပါရီလို့ပြောရင်လည်းကျွန်တော်တော့ကမြူပါဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 U တို့မှာကျင်းလူစပောင်းကိုကြည့်လို့ရပါတယ်။မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 U တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။ အားလုံးမကျူးဒီမှာလည်းကောင်းမွန်သောနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့အားလုံးမကျူးဒီမှာလည်းဒေဗော်ဗျာ